2025ခုနှစ်မှာထိုင်းနိုင်ငံကိုခီးသွွားဖို့စီစဉ်ရှိနေပြီလားဒါဆိုရင်တော့တီကိုတီထားရမယ့်ဗီဇာပြောင်းလဲအကြီးကြီးတွေရှိလာတော့မှာပါဟုတ်ပါတယ်ဒီပြောင်းလဲတွေကခီးသွွားမဲ့သူတိုင်းအတွက်ကြိုတင်ဖြစ်စဉ်ထားမှဖြစ်မှာမို့လို့အဓိကချက်တွေကိုအားလုံးရှင်းထုတ်အောင်တစ်ခုချင်းစီပြပြပေးသွားပါမယ်အလောက်ကိစ္စနဲ့ပဲဖြစ်ဖြစ်အပန်းဖြစ်ခရီးအနေနဲ့ပဲဖြစ်ဖြစ်ပေါ့လာမယ့်နှစ်မှာထိုင်းကိုသွားဖို့စဉ်းစားနေရဆိုရင် ခရီးမစခင်မှာမဖြစ်မနေတည်ထားရမယ့်မူဝါဒအပြောင်းလဲအတိတ်တွေရှိနေပါတယ်။ကဲဒါဆိုရင်တော့ဘာတွေကဘယ်လိုတွေပြောင်းလဲလာမလဲ။ကိုယ့်ရဲ့ခရီးစဉ်ပေါ်ဘယ်လိုတက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်လိုက်ကြအောင်။အားလုံးထဲမှာမှာအဓိကကြားတဲ့ပြောင်းလဲလေးသုံးခုကိုအဓိကထားပြီးပြောပြချင်ပါတယ်။ဒီအချက်တွေကထိုင်းဟုတ်ခရီးသွားတဲ့ပုံစံတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တာမို့လို့ဒီသုံးချက်ကိုတည်တည်ဆဲဆဲနားလည်ထားလိုက်တာနဲ့ခရီးစဉ်အတွက်အများကြီးအဆင်ပြေသွားမှာပါ။ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ TDAC စနစ်ပါ။ အရင်ကလေရင်ပေါ်မှာဖြစ်ခဲ့ရတဲ့ TM6 arrival card စာရွက်လေးကိုမှတ်မိကြမယ်ထင်ပါတယ်။အခု TDAC ဆိုတာကအဲ့ဒီစာရွက်ရေး digital ပုံစံပါပဲ။အဓိကကြွားသွားတာကတော့အခုဆိုရင်ခင်းမသွားခင် online ကနေကြိုတင်ဖြည့်ထားဖို့လိုအပ်လာတာပါပဲ။ဒီနေ့ဆွဲကိုတော့ဖြတ်ခဲ့တဲ့မှာအညီအောင်နဲ့ဝိုင်းထားလိုက်ပါ။၂၀29မေလ1ရက်နေ့ပါ။ဒီနေ့ကစပြီး TDAC စနစ်ကမဖြစ်မနေဖြစ်သွားပါပြီ။ ဆိုတော့လေးရင်ပေါ်ရောက်မှအလင်းစလို့စာရွက်ဖြစ်ရတဲ့ဒုက္ခတွေမရှိတော့ဘူးပေါ့အားလုံး online ကနေကြိုတင်ပြင်ဆင်သွားရုံပါပဲနောက်ထပ်အပြောင်းအလဲကြီးတစ်ခုကတော့ e-visa စနစ်ကိုအပြည့်အဝကျင့်သုံးတော့မှာဖြစ်ပါတယ်ဒါကဘာကို ဆိုလိုသလဲဆိုတော့အရင်လိုတန်ယုံကိုလူကိုယ်တိုင်သွားတာတွေစာရွက်စာတိုင်းတွေနဲ့ရှုပ်ရက်ခက်နေတာတွေမရှိတော့ပါဘူး visa ရှောက်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို online ကနေပဲဆောက်ရွက်ရတော့မှာပါဒီ e-visa စနစ်အတွက်အဓိကကျတဲ့နေဆွဲကတော့ 2025 January လ10ရက်နေ့ပါဟုတ်ပါတယ်ဒီနေ့နောက်ပိုင်းထိုင်းဗီဇာရှောက်မယ်ဆိုရင် online portal ကနေတဆင့်မယ်ရှောက်ရတော့မှာပါလုပ်ငန်းစဉ်တွေကိုပို့ပြီးမြန်ဆန်တွက်လက်လာအောင်ရည်ရွယ်ပြီးပြောင်းလဲလိုက်တာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ remote worker တွေနဲ့ digital nomad တွေအတွက်တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့အပြောင်းအလဲတစ်ခုပါအဲ့ဒါကတော့ destination thailand visa DTV လို့ခေါ်တဲ့ visa အမျိုးအစားအသစ်ပါပဲ ဒီဗီဇာကထိုင်းမှာအချိန်ကြာကြာနေပြီးအလုပ်လုပ်ချင်သူတွေအတွက်အထူးအခွင့်အရေးဖြစ်ပြီးတက်ကြမ်းက9နှစ်အထိတောင်ရနိုင်ပါတယ်။ဒီ DTV ဗီဇာရဲ့အကောင်းဆုံးအချက်ကဘာလဲဆိုတော့ထိုင်းနိုင်ငံထဲကိုချက်ခုံဝင်ကြိုင်ရပ်ပေါင်းရအောင်80ပြောရရင်6လတိတိနေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ဒါကထိုင်းနိုင်ငံရဲ့လူနေမှုဘဝကိုအပြည့်အဝထန်ဆားပြီးစိတ်တိုင်းကျနေထိုင်အလုပ်လုပ်ချင်သူတွေတော့တကယ်ကိုအစီအပြေစေမယ့်အခွင့်အရေးတစ်ခုပါပဲ။ဒီလိုအနည်းချုပ်အနေနဲ့ပြန်ကြည့်လိုက်ရင်အရင်ကလိုစာရွက်စာတမ်းတွေ လူကိုယ်တိုင်းတွားရတာတွေကနေအလုံးစုံ digital စနစ်ကိုကူးပြောင်းနေရကိုရှင်းရှင်းလင်းတွေ့ရမှာပါဒါကခီးသွားတဲ့တာလုပ်ငန်းစဉ်တွေကိုပုံမလွယ်ကူအောင်လုပ်ပြရခဲ့တယ်လို့ခီးသွားတဲ့အလျေထားတွေကိုလည်းလိုက်ပြီးပြောင်းလဲဖို့လိုအပ်လာစေပါတယ်ကဲဒီရပြောင်းလဲတွေနဲ့ပတ်သက်ပြီးစိတ်ထိတ်မှမိခေါနေရှိနေလာပြီလို့ထင်ပါတယ်ဒါကြောင့်လူအများစုတည်ချင်လေးရှိတဲ့အမင်းအများဆုံးမိခွန်းတစ်ချို့ကိုစပ်ပြီးဖြေပေးသွားပါမယ်။မြမခရီးသွားတဲ့ရက်ကအရင်ကြီးဆုံးမိခွန်းတစ်ခုပေါ့။အဲ့ဒါကတော့လေချောင်းနဲ့လာရင် ဗီဇာကင်းလူခွင့်နဲ့၁၄ရက်နေခွင့်ရတဲ့မူဝါဒကတော့ဆက်ပြီးရှိနေအောင်မလားဆိုတာပါပဲ။တည်င်းကောင်းပါပဲ။ဟုတ်ကဲ့ဆက်ရှိနေဦးမှာပါ။မြန်မာနိုင်ငံကုလက်မှတ်ကိုင်ဆောင်ပြီးလီကျောင်းနဲ့ကိုင်းရိုက်ဝင်ရောက်လာသူတွေအတွက်၁၄ရက်ဗီဇာကင်းလူခွင့်မူဝါဒကအပြောင်းလဲမရှိပါဘူး။ဒါကြောင့်ခရီးသွားမဲ့သူတွေအတွက်ဒီအခွင့်အရေးကိုဆက်လက်ရရှိနေဦးမှာဖြစ်ပါတယ်။ကဲကုန်ကျစရိတ်တွေဖက်ကိုတခြားကြည့်အောင်။ဒီ TDAC arrival card အသစ်ဖြည့်ဖို့အတွက်ပိတ်ဆံပေးရမှာလား။ လုံးဝမပေးရပါဘူး TDAC ဖိတာဟာလုံးဝအခမဲ့ပါဒါပေမဲ့အထူးသတိပြုရမှာတကူးရှိတယ်ဒီလိုအခမဲ့ဝန်ဆောင်မှုကိုအခချင်းငယ်တောင်းတဲ့ website အတူတည်းလိမ်လည်မှုတွေပေါ်လာနိုင်တာကြောင့်အစိုးရရဲ့တရားဝင် website ကနေပဲဖြည့်သွင်းဖို့အရန်အရေးကြီးပါတယ်ကောင်းပြီဒါဆို visa ရှော့မယ်ဆိုရင်ရောလက်ရှိမှာကုန်ကြစိတ်ဘယ်လောက်လောက်ရှိနိုင်မလဲအခုတတ်မှတ်ထားတဲ့နှုံထားတွေကိုကြည့်လိုက်ကြရအောင်ဒီမှာတွေ့ရတဲ့အတိုင်းပဲ ဗီဇာမျိုးစားရလိုက်ကုန်ကျစရိတ်တွေခွာချောက်ရတယ်။တာမန်ထရစ်ဗီဇာတချင်ဝင်ခွင့်အတွက်ဒေါ်လာ၄စီနေစားရတယ်။ခဏခဏသွားမဲ့သူတွေအတွက် multiple entry ကဒေါ်လာ၄ရထူပြီးရေရှည်နေတိုင်းမဲ့သူတွေအတွက်ငေါနဲ့တက်တန် DTV ကတော့ဒေါ်လာ၄ရကျတင်မှာပါ။ဒါကယင်းညုံနှံမှုတစ်ခုလို့ဖြစ်ပေမဲ့ရေရှည်မှာတော့တော်တော်လေးကိုတန်နဲ့ရွေးချယ်မှုကခုဖြစ်နေပါတယ်။ကဲ အခုအထိအချက်လက်တွေအများကြီးဆွေးနွေးခဲ့ပြီးပြီဆိုတော့လာမယ့်ထိုင်းခရီးစဉ်အတွက်မဖစ်မနီမှတ်သားထားရမယ့်အဓိကအချက်တွေကိုအနည်းချုပ်လေးပြန်ကြည့်လိုက်ကြရအောင်ပါ။ဒါကတော့2020ထိုင်းခရီးစဉ်တဲ့ checklist လေးတစ်ခုလိုပါမယ်။ပထမဆုံးခရီးမသွားခင် TDSCO online မှာ commit ကြိုတင်ဖို့မမေ့ပါနဲ့ဒုတိယ visa ရှောက်မယ်ဆိုရင် e-visa portal ကနေပဲပြင်ဆင်ပါ တတိယ remote worker ဆိုရင် DTV visa တည်းရဲ့အကျိုးကျေးဇူးတွေကိုလေ့လာကြည့်ပါနောက်ဆုံးအနေနဲ့လေကြောင်းနဲ့ခရီးတို့သွားမယ်ဆိုရင်စလီရဲ့ visa ကင်းလွတ်ခွင့်နာအရင်တိုက်ရှိနေတော့မယ်ဆိုတာကိုသတိရပါဒီတော့ထိုင်းနိုင်ငံကဒီလို digital အနာဂတ်စီကိုဥတည်နေချိန်မှာမေးစရာမေးခွန်းတစ်ခုထွက်လာပါတယ် ီအပြောင်းလဲတွေကခီးသွားလာမှုကိုလူတိုင်းအတွက်ပိုပြီးလွယ်ကူချောမွေ့စေမလားဒါမှမဟုတ်တချို့ခီးသွားတွေအတွက်စင်ခေါ်မှုအတိတ်တွေဖြစ်လာစေမလားဆိုတာပါပဲဒါကိုတော့အချင်းကပဲအဖြေပေးပါလိမ့်မယ်ရေးကြီးဆုံးကတော့အခုချိန်မှာဒီအပြောင်းလဲတွေအတွက်အသင့်ဖြစ်နေဖို့ပါပဲ